ချက်တော်တရချေတမမိတ်ဆေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တိမင်္ဂလာနေ့နဲ့ခင်းလေးအားရောက်တိုင်းပျော်ရွှင်ဝမ်းမြောက်နိုင်ကြပါစေချက်တမိတ်ဆေပေါင်းတို့ဒီနေ့မှလည်းပဲချက်တမိတ်ဆေကိုအဓိကပေးသွားခြင်းတဲ့တဲ့စကားကတော့ကောင်းချီးရေအတွက်ပါမိတ်ဆေပေါင်းတို့မှန်ပါတယ်ကောင်းချီးရွေးတွဲတစ်ခုနောက်တစ်ခုနော်ဘုရားသခင်ရဲ့ကောင်းချီးတွေကတစ်ခုပြင်းရင်တစ်ခု အမြဲတမ်းပဲထပ်ဆင့်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 ပြီးတော့ဘုရားကကျွန်တော်ကိုကောင်းချီးတွေပေးနေတာဖြစ်တယ် ဘုရားသခင်ရဲ့သခင်ရဲ့ကောင်းကြီးတွေကကျွန်တော်တို့အသက်ရွယ်နဲ့နှိုင်းလိုက်မယ်ဆိုလို့ရှိရင်တော့ပုံအောလိုက်မယ်ဆိုရင်ဘလောက်နော်ကြီးမားခမ်းရတဲ့အပုံကြီးရရှိမလဲချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်ဘုရားရဲ့ကောင်းကြီးကိုရေတွက်ပါလို့ပြောတဲ့အခါမှာလူတိုင်းကပါဗျာဟာရေတွက်လို့မကုန်နိုင်ဘူးလို့ပဲပြောကြမှာဖြစ်တယ်ဘုရားကောင်းကြီးကိုလက်ချိုးရေတွက်လိုက်မယ်ဆို1 2 3 4 5 6 7 8 9 10ဘုရားကကျွန်တော် တားပေးခဲ့တယ်တားပေးခဲ့တယ်ဆိုပြီးတော့ရေတွက်ချီးမွှားလိုက်မယ်ဆိုရင်ချစ်တဲ့မိတ်ဆွေကတိသိချင်မကအတင်းရေတွက်နေရမှာဖြစ်တယ်ဘလို့မှရေတွက်လို့မရဘူး ။ဒါဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်စံတပီကိုရေတွက်မယ်ဆိုရင်တောင်မှစံလုံးလေးတွေကိုကျွန်တော်အားလုံးကထိုင်ရေတွက်မယ်ဆိုရင်တောင်မှရေတွက်လို့မရဘူး။အဲ့ဒီလိုပဲစံလုံးလေးတွေမကပဲနဲ့တဲလေးတွေကိုကျွန်တော်ခါဆိုရှင်တဲကိုဒါကလက်တဆုပ်စာကိုကျွန်တော်ရေတွက်မယ်ဆိုရင်တောင်မှရေတွက်လို့မနိုင်ဘူး။ဒါကြောင့်ဖရားရဲ့ကောင်းကြီးတွေကဒီထက်မကများပြားပြီးတော့ကျွန်တော်ပုံမှာပြည့်စံရရှိတယ်ဆိုတော့ကိုယနေ့ကျွန်တော်ကိုယ်တိုင်က တိတာထင်ရှားစွာခံစားရတဲ့အခါမှာအဲ့ဒီခံစားရတဲ့ကောင်းကြီးတွေကိုကျွန်တော်ကစိတ်ပါကိုယ်ပါနဲ့ကျွန်တော်ရေတွက်ချီးမွမ်းဖို့ညာအတွက်ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးခြင်းပါတယ်။ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့လို့ဘုရားသခင်ရဲ့ကျေးဇူးတော်ဘုရားသခင်ကိုကျွန်တော်ကတို့ရှင်ဘုရားသခင်ရဲ့ကိုကျေးဇူးတင်ခြင်းယုံကြည်ခြင်းဒါပြမကတဲ့မေတ္တာမျှဝေခြင်းအားဖြင့်ဒီနေ့ကျွန်တော်အားလုံးကအသက်တာကိုရှင်သန်ဖို့ညာအတွက်အလွန်ပါပင်ကြီးကြီးပါတယ်။ဒါကြောင့်စာနာကျမ်းခန်းကြီး103ပိုင်းငယ်1ကိုကြည့်တဲ့အခါမှာထာဝရဘုရားကိုချီးမွမ်းပါတဲ့။ ဒါကြောင့်ဒါကြောင့်ကောင်းချီအားလုံးကိုမမေ့ပါနဲ့ခြေတမိတ်စေပေါင်းတို့ကောင်းချီအားလုံးကဘုရားထံကလာတာဖြစ်တယ်ဒီနေ့ဒီချိန်ကဒီအရွယ်ထိတက်ရှင်ခွင့်ရတာဘုရားရဲ့ကောင်းချီပဲဘုရားရဲ့ကောင်းချီပဲ2025ခုနှစ်တနှစ်လုံးဘုရားပို့ဆောင်တယ်ဒါဘုရားကောင်းချီတွေပဲနော်အခုဒီဇင်မာလာလည်းပဲတရက်ပြီးတရက်တပြီးတရက်ဆုံးလာပြီမကြတော့ဘူးဆယ်ကျော်လေးပဲကျန်တော့တယ်နေ့ကြီးကုန်တော့မယ်ဘုရားတရက်ပြီးတရက်ကျွန်တော်ကိုပို့ဆောင်ခဲ့တယ်ဒါပို့ဆောင်နေတဲ့ဘုရားရဲ့ကောင်းချီတွေကအတော်မတတ်ဘူး เนาะเบ้တော့มายัดตั่นตัวได้ဆိုတာမရှိဘူးကျွန်တော်အားလုံးကဆိုရှင်ဖះရဲ့ကောင်းကြီးကိုမရေတွက်နိုင်အောင်ပေးထားတဲ့ကောင်းကြီးတွေကိုခံစားရတော့ညာလဲပဲကျွန်တော်ကိုယ်တိုင်ကချီးမွမ်းခြင်းကိုယက်နေကြတာဖြစ်တယ်ဖះကမယက်ဘူးကျွန်တော်ကယက်နေတာစာလံကျန်ခိုင်းတရသုံးပိုင်းငယ်နှစ်ကိုကြည့်လိုက်တဲ့ခါမှာထာဝရဖះကိုချီးမွမ်းပါတဲ့ကောင်းကြီးကိုမမေ့ပါနဲ့တဲ့ချစ်တယ်မိတ်ဆွေပေါင်းတို့မှန်ပါတယ်ဖះရဲ့ကောင်းကြီးတွေကဘယ်တော့မှယက်တန်သွားတယ်ဆိုတာမရှိဘူးအဆက်မပြတ်ကျွန်တော်ပေါ်မှာ စမ်းရပမာစီစဉ်ပြီးတော့ဝင်နေတာကဖရာရဲ့ကောင်းကြီးတွေဖြစ်တယ်။တို့ပြတော်ညာလည်းပဲကျွန်တော်တို့အားလုံးကဖရာရဲ့ကောင်းကြီးကိုမချီးမွမ်းဘဲနဲ့ရပ်တန့်နေကြတယ်။ကျွန်တော်ကချီးမွမ်းခြင်းမှုအမြဲမပြုတ်ကြဘူး။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ကောင်းကြီးတွေနဲ့တခါလေလွဲဖယ်တာကိုလည်းပဲခံစားရမှာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖခင်ရဲ့ကောင်းချီးတရားတို့ရှင်ယနေ့ကျွန်တော်2025ခုနှစ်လည်းပြန်စင်းသားလိုက်အောင်။နော်ဇန်နဝါရီကနေမှလို့ရှင်ချစ်ခုနိုဝင်ဘာလကုန်ပြီခုဒီဇင်ဘာလလည်းပဲတရက်ပြီးတရက်ကျွန်တော်ကို နှုတ်ဆက်နေပြီထွက်ခွာနေပြီမကြမီရပ်ပိုင်းလေးပဲကုံတော့မှာဒါဒီနေ့ဖရာသခင်ရဲ့ကောင်းမြတ်ခြင်းရစ်ပတ်နောက်ဖွဲ့ခြင်းဖရာရဲ့မဆာခြင်းကုမာခြင်းကျွန်တော်အားလုံးကအတူတူကခံစားတဲ့ခါမှာအဲ့ဒီကောင်းကြီးရေအတွက်တစ်ခုနောက်တစ်ခုကျွန်တော်ကတည်းကတစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန်ကျွန်တော်လည်းပဲတကယ်ပဲစိတ်ပါကိုရောက်တစ်ခါပဲကောင်းကြီးကိုရေအတွက်ချီးမွမ်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒါကြောင့်ကောင်းကြီးအားလုံးကိုမမေ့ပါနဲ့နော် ဒါမြန်ကမနဲ့ရှင်ရကုတ်ခန်းကြီးတစ်ပိုင်းငယ်ဆက်ကုတ်နေကိုကြည့်တဲ့ခါမှာအရာခတ်သိန်းသွားအရာခတ်သိန်းကတော့ရှင်အလင်းရဲ့အဖဖရာသခင်ထံကနေမှလာတယ်တော့ချစ်တဲ့မိတ်ဆွေပေါင်းတို့ယနေ့ကျွန်တော်အားလုံးကျွန်တော်တွေ့နေမြင်နေရတယ်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကျွန်တော်ရဲ့အဲဒီရရှိထားတဲ့အရာတွေအားလုံးကတော့ရှင် အရာခတ်သိန်းကတော့ရှင်အလင်းရဲ့အဖဖရာထံကလာတာဖြစ်တယ်နော်ဘယ်ကမှလာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အစွမ်းစနဲ့ ဘာမှကျွန်တော်ကိုယ်တိုင်ကဖန်တီးလို့မရပါဘူးဖယားအသိဉာဏ်ပေးထားတယ်ဖယားအစွမ်းတတိတွေပေးထားတယ်ဖယားခွန်အားတွေပေးထားတယ်နော်ဒါကြောင့်ဖယားပေးထားတဲ့ဒီစုဂျေစုကောင်းကြီးမင်္ဂလာတွေကြောင့်ဖယားကကျမ်းမာခြင်းတွေပေးတယ်ဖယားကကျွန်တော်ကိုတကယ်ပဲစိတ်ရောကိုယ်ပါရှင်လန်းဝမ်းမြောက်ခြင်းတွေပေးတယ်ဒီအတွက်ကြောင့်ပဲကျွန်တော်အားလုံးကယနေ့ထိရပ်တည်နိုင်ပြီးတော့ဖယားသခင်ရဲ့ကောင်းကြီးတွေခံစားနိုင်နေရတယ်ဆိုတာကိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိသဘောပေါက်ဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမလို့ရှင် အလင်းရဲ့ဖရာအဖဖရာသခင်ထံကနေမှာယိုဖိတ်လာတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးကဘယ်အရာမဆိုတန်ဖိုးထားဖို့ရန်အတွက်အလွန်မှပင်အရေးကြီးပါတယ်။ဒါကြောင့်ဖိလိပ္ပိဩရာစာခန်းကြီးနေ့ပိုင်းငယ်6ကိုကြည့်တဲ့အခါမှာဆုတောင်းခြင်းတောင်းမှန်ခြင်းကျေးဇူးတင်ခြင်းနဲ့အတူသင်တောင်းမှန်ချက်ကိုဖရာသခင်ထံမှာတင်ပြပါတဲ့နော်။ဒါဒီနေ့ကျွန်တော်အားလုံးကဆိုရှင်အမြဲတမ်းပဲမလွဲမသွေကျွန်တော်အသက်တာမှာတိဆောက်ပြီးတော့လောက်ဆောင်ရမယ့်အရာကတော့ဆုတောင်းခြင်းအမြဲလုပ်ရမှာဖြစ်တယ်။ ဒါမှမကမလဲကျွန်တော်အားလုံးကတောင်းပန်ခြင်းလို့ပြောတဲ့အခါမှာနေ့စဉ်နဲ့တူတာကျွန်တော်အားလုံးကအပြစ်သားတွေဖြစ်တယ်အပြစ်သားတွေဖြစ်တဲ့အခါမှာအပြစ်ရဲ့အခအောင်းမှာကျွန်တော်အားလုံးကအမြဲတမ်းပဲဥညွတ်နေရတာဖြစ်တယ်အဲ့လိုကြောင့်ဒီအပြစ်လုံးမိရဲ့အခါမှာကျွန်တော်အားလုံးကဖရဲသခင်တံမှာအမြဲတမ်းပဲတိုးရှိုးပြီးတော့တောင်းပန်ခြင်းအမှုအမြဲပြုရမှာဖြစ်တယ်။နောက်မလို့ရှင်ကျေးဇူးတင်ခြင်းဖရဲသခင်ကကျွန်တော်ရဲ့အပြစ်ကိုလည်းခွင်းလွတ်တော်မူသည့်အပြင်ကျွန်တော်ကိုလည်းပဲယနေ့ထိတိုင်အောင် တန်ဖိုးထားတော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ကောင်းချီးတွေခံစားတဲ့အခါမှာအဲ့ဒီအတွက်ဘုရားကိုကျေးဇူးတင်ပါတဲ့နော်ကျေးဇူးတင်ပါအဲ့ဒီလိုမျိုးကျွန်တော်ရအသက်တာမှာဆိုရှင်အမြဲတမ်းပဲပြုတ်လောက်ပြီးတော့အသက်တာကိုရှင်တန်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါလေဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်အားလုံးမိုးရွာတဲ့အခါမှာမြေကြီးကအဆူတက်ရတယ်လို့ပဲဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကအမြဲတမ်းပဲကျွန်တော်ရအသက်တာမှာဆိုရှင်တကယ်ပဲတက်တာရရစီပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ ဖယားသခင်ကိုအမြဲတမ်းချီးမွမ်းခြင်းရဲ့အမြဲပြုတ်တဲ့သူတွေကတော့ရှင်မိသားစုချစ်ချင်းမေတ္တာပို့ခံစားရမယ်။ဘာကြောင့်လဲကျွန်တော်မှတို့ရှင်ဖယားအချစ်နဲ့တွားတဲ့အခါမှာကျွန်တော်ရဲ့မိသားစုတွေလည်းပဲချစ်ချင်းမေတ္တာ၌အမြဲတမ်းပဲရှင်သန်ပြီးတော့ဝမ်းမြောက်နေကြမှာဖြစ်တယ်။ဖယားရဲ့ချစ်တွေကျွန်တော်ခံစားရတဲ့အခါမှာအကပင်မေတ္တာနဲ့ဖယားကချစ်တဲ့အခါမှာလည်းပဲကျွန်တော်ရဲ့အသက်တာမှာလည်းပဲမိသားစုရဲ့အချစ်ဒါမျိုးမကပဲနဲ့ကုညီမှုများကဆိုရှင်ဖခင်ရဲ့ကောင်းကြီးအစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ကအမြဲတမ်းပဲသိရှိ ခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့အသက်ရှူခြင်းကိုလည်းကြည့်လိုက်အောင်ဒီနေ့ကျွန်တော်အားလုံးရှူသွင်းရှူတော်လုပ်တယ်အသက်တစ်ချိန်ရှူတယ်နှစ်ချိန်ရှူတယ်သုံးချိန်ရှူတယ်ဟုတ်တယ်မလားဒါကြောင့်လေယူလေထွက်ကျွန်တော်အားလုံးရှူသွင်းရှူထုတ်လုပ်နေတဲ့အချိန်ခါလေးဟာဘုရားရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးတွေပဲအသက်ရှူခြင်းမရှူနိုင်တော့ဘူးဆိုကျွန်တော်ဘာဖြစ်သွားမလဲအားလုံးတည်သွားပြီလေဒါဒီနေ့ကျွန်တော်ရတက်တာမှာတော့ရှင်အသက်ရှူတစ်ချိန်ချင်းဟာတော့ရှင်တော့ ဖယားသခင်ရဲ့ကရုဏာတော်ကိုသတိပေးနေတာဖြစ်တယ်။ဖယားကတကယ်ကရုဏာမေတ္တာကြီးမားပြီးတော့ကျွန်တော်ပေါ်မှာချစ်မြန်းချစ်နေတဲ့ဖယားသခင်ရဲ့ကောင်းချီးတွေကကျွန်တော်ပေါ်မှာတကယ်ပဲအမြဲရှိတယ်ဆိုတာကိုဒီနေ့ကျွန်တော်အားလုံးကအသက်ရှူတိုင်းတစ်ချင်းရှူတိုင်းဒူရှူတိုင်းကဆိုရှင်တဲ့ဖယားသခင်ရဲ့ကရုဏာတော်ကိုသတိပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးကဖယားသခင်ရဲ့ကရုဏာနဲ့တကယ်ပဲအပြည့်အဝခံစားနေရတဲ့ခါမှာကျွန်တော်အားလုံးကဝမ်းမြောက်စွာနဲ့ ဘုရားသခင်ရဲ့ကောင်းကြီးတွေကိုရေတွက်ပြီးတော့အမြဲချီးမွမ်းခြင်းမှုအမြဲပြုကြပါစို့လို့အားပေးတိုက်တွန်းနေကုန်ချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးထားပြပါစေ thank you